စကိုင်းတိုင်းဝက်လက်မြို့နယ်အေရီမြေရိုးမှာရှိတဲ့ရှိန်မကကျေးရွာကိုစုံစုကတမော်လီစီနဲ့ရိတ်ခါလက်နက်နဲ့လူရင်အားဖြည့်တင်းတာတွေလုပ်နေတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်မန္တလေးမြို့ကိုဝိတ်စိတ်ကန်းကနေစံတက်လာတဲ့စုံစုရဲ့ထောက်ပို့နဲ့ခိုးရပါပစ္စည်းတဲ့တန်ခွန်ရင်ရင်တွေဟာရှိန်မကရွာအပါဝင်ဝက်လက်နဲ့မတရားနဲ့မြေရိုးတစ်လျှောက်ကစုံစုနဲ့ပြူစော်တီစကန်တွေကိုလူသူလက်နက်နဲ့အင်အားဖြည့်နေတာဖြစ်ပြီးတော့ယခုရဲတပ်တပ်တာအတွင်းရှိန်မကရက်စကန်ကိုစိုက်ကတ်တဲ့ စုပ်စုတင်မော၄စီအထိရှိပါတယ်။ပေါ်တာဆွဲစစ်သားတပ်စုပြီးတင်နန်းပေးထားတဲ့စစ်သားတပ်တွေကိုလာပို့တာဖြစ်နိုင်ပြီးတော့တမတတဲတမ33စတဲ့ဒဇိတ်ဝစ်စင်ထားသူတွေဖြစ်ကစုစုပေါင်းအင်အား900ခန့်ပါရှိပါတယ်။လက်ရှိမှာစုပ်စုကဝက်လက်နေတဲ့အဖွဲ့တွေခွဲပြီးရွာစင်ပတ်မွေစစ်ကြောင်းထိုးလူသက်လူရဲမိရှုနေတာ3လခန့်ကြာပြီဖြစ်ပြီးယခုထပ်ပေါ်ကစစ်ကြောင်းထိုးတာတွေလုပ်ဖို့အင်အားဖြည့်တာဖြစ်နိုင်တယ်လို့အထက်ပါဒေသခံသတင်းမြစ်တို့ကသုံးသပ်ပါတယ် ဝက်လက်နေတဲ့ရွာစင်ပတ်မွေစစ်ကြောင်းထုတ်နေတဲ့စုပ်စုတစုဟာအော်တိုဘာ17ရက်ကစကိုင်းရွှေဘိုကားလမ်းပေါ်မှာရှိတဲ့အင်ချေ250ခန်းရှိတဲ့ထမ်းမှုတော်ကျွော်ကိုမိရှုဖြက်စီးခဲ့တယ်လို့ဒေတာခန်သူကပြောပါရယ်။စကိုင်းရွှေဘိုကားလမ်းပေါ်ကကျွော်တွေကိုစုပ်စုကထင်းတိုင်းကျဲမိရှုဖြက်စီးနေတာဖြစ်ပြီးတော့ထမ်းမှုတော်ကျွော်ဟာကိုးရွာမြောက်မိရှုခံရတဲ့ရွာဖြစ်တယ်လို့ဆိုပါရယ်။